မမင်္ဂလာပါ VOC သတင်းဌာနအနေနဲ့ကြွဆိုပါရစေ။ကျွန်မကတော့ Snow ပါ။ဒီကနေ့မေလ9ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ညနာဆရာမဲ့သတင်းတွေကတော့ချင်းပြည်တောင်ပိုင်းမတူပြည်မြို့နယ်လွေပန်းရွာမှာချင်းမျိုးသားတမတော် CNA တပ်ဖွဲ့ကမင်းတပ်နဲ့မတူပြည်ကိုပုံမဲ့ပညာရေးစာအုပ်တွေဖမ်းဆီးမှုမရှိဘဲမဟုတ်မမှန်ဆက်ဆက်ချက်တာဖြစ်တယ်လို့သိရပါဗျ။ အရခတ်တတော်ရေးထိန်ချုပ်ထားတဲ့ရခိုင်ပြည်နယ်မြင်ပြမြို့နယ်ဖားပြူကျေးရွာမှာအသက်9နှစ်အရွယ်မင်းကလေးငယ်တဦးအတမပြူချင်းတပြက်ခံထားရတယ်လို့သိရပါဗျ။အပြက်ခရဆဲထားတယ်လို့ကြေညာထားတဲ့အချမ်းဖက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဧပြီလအတွင်းမှာအမျိုးသမီး80ကျော်သေဆုံးမှုရှိခဲ့တဲ့သတင်းတွေနဲ့အတူနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်တောင်ပိုင်းမတူပြည်မြို့နယ်လွေပန်းရွာမှာချင်းမျိုးသားတမတော် CNA တပ်ဖွဲ့ကမင်းတပ်နဲ့မတူပြည်ကို ပို့မဲ့ပညာရေးစာအုပ်တွေဖမ်းဆီးမှုမရှိဘဲမဟုတ်မမှန်ဆွဆဲချက်သားဖြစ်တယ်လို့သိရပါဗယ်။မနေ့မေလ6ရက်နေ့ကလူမှုကွန်ရက်ဆာမျက်နှာတချို့မှာမတူပြည်မြို့နယ်အတွင်ပညာရေးဌာနကကျောင်းသွန်းစာအုပ်နဲ့ပညာရေးဆိုင်ရာပစ္စည်းတွေကိုမီဇိုရမ်ပြည်နယ်ကကာလီစီဖြစ်အပြစ်သေးဆောင်လာရာမတူပြည်မြို့နယ်လွေပန်းကျွရာက CNA ဂိတ်မှာဖမ်းဆီးခံရတယ်လို့သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဖန်ဆီးမှုကြောင့်စစ်ပေးရှောင်ကြောင့်သူကြောင့်သားတွေအတွက်အလွန်ရေကြီးသောပညာရေးဆိုင်ရာပျက်စီးအလုံးမိုးရေဆိုသဖြင့်ပျက်စီးဆုံးရှုံးကုန်တယ်လို့လည်းဖော်ပြကြပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး CTF မတူပြတမဟာနှစ်တာဝန်ရှိသူတဦးကို VOC ကဆက်သွယ်မိ мян ကြည့်ရမှာလီဗန်ရွာစစ်ဆေးရေးဂိတ်မှာလုံခြုံရေးအရာစစ်ဆေးဆောင်ရွက်မှုမှာမှန်ကန်ပေးမယ်။ အဲ့ဒီကားပေါ်မှာပါလာတဲ့ပစ္စည်းတွေဟာကျောင်းသုံးဆောက်တွေမဟုတ်ပဲချင်းညီနောင် ICNCC ရဲ့ချင်းချတာနဲ့လိုဂိုတွေဖြစ်ပြီးလုံခြုံရေးအရာခိတထိန်သိမ်းထားခြင်းသာဖြစ်တယ်လို့ပြောပါတယ်။လုံခြုံရေးအရာစစ်ဆေးခြင်းသာဖြစ်ပြီးတာဝန်ရှိသူတွေကစစ်ဆေးမှုတွေဆောင်ရွက်ပြီးရင်ပြန်လွှတ်ပေးသွားမှာဖြစ်တယ်လို့ CDF မတူပြတမဟာနှစ်တာဝန်ရှိသူကပြောပါတယ်။ ဒီဖြစ်စဉ်မှာချင်းမြတာတမတော် CNA ကပါဝင်ပသက်ခြင်းမရှိဘဲ CNF CNA ကိုနာမည်ဖြတ်ခြင်းသူတွေကရည်ရွယ်ချက်ရှိရှိနဲ့တရအမှဖြန့်ဝေခြင်းသာဖြစ်တယ်လို့သိရပါဗျ။အရခတ်တော်၏ထိန်ချုပ်ထားတဲ့ရခိုင်ပြည်နယ်မင်းပြမြို့နယ်ဖားပြူကျေးရွာမှာအသက်9နှစ်အရွယ်မင်းကလေးငယ်တဦးအရမပြုခြင်းတပြက်ခံထားရတယ်လို့သိရပါဗျ။ အဆိုပါဖြစ်စင်မှာမနေ့မေလ6ရက်နေ့လယ်ချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးအဲဒီမှာပြုချင်းတပ်ဖြတ်ခံရတဲ့မင်းကလေးငယ်ရဲ့ရွှေအလောင်းကိုလည်းရွာနီးဆက်တပင်တပင်မှာကျိုးနေချီပြီးတွဲချထားခဲ့တာတွေ့ရတယ်လို့ရခိုင်သတင်းဌာနတွေကဖော်ပြထားပါတယ်။မင်းကလေးငယ်ကိုအဲဒီမှာပြုချင်းတပ်ဖြတ်သွားသူမှာတရွာထဲနေမြေပုံမျိုးနဲ့ငမတ်ရဲကျွန်းဒေတာခန့်အသက်30ကျော်အရွယ်မောင်မြတန်းဆိုသူဖြစ်ပြီးအရခတ်တော်အေးကဖန်စီထိန်သိမ်းထားပြီးလို့ရခိုင်သတင်းဌာနနီရာဥစ္စာကဖော်ပြပါတယ်။ ဲ့ဒီမိန်ကလေးငယ်ဟာဦးကောင်းမျက်နှာနဲ့ one bite တုံးမှာလဲထိုးနှက်ထားတဲ့ဒဏ်ရာတွေကိုတွေ့ရှိရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ကလည်းမင်းပြမျိုးပေါ်မှာဖခင်ဖြစ်သူကအသက်73နှစ်ကျော်အရွယ်တမိဖြစ်သူကိုအတ္တမပြုခြင်းပြီးကျွလွန်သူကိုရက်ွက်နေပြည်သူတွေကအေးအေးယူဆောင်ရွက်နိုင်ဖို့အေးအေးထန်အနှံ့ခဲ့ပေမဲ့အေးအေးလက်ထဲမှာတရားခံဟာလွတ်မြောက်သွားပြီးအေးအေးယူနိုင်ခြင်းမရှိဘူးလို့ရွှေဖီမြေသတင်းဌာနကဖော်ပြပါဗျာ။ ဒါအပြင်2024ခုနှစ်ကလည်းရတိတောင်စစ်တွေးမောင်တော်စားတဲ့မြို့နယ်တွေမှာတငယ်မရိမှုအပောင်ဝဲမတိတ်မှု၄ချိန်ထပ်မနေဖြစ်ပွားပြီးတချို့ကအေအေကအရေးယူကင်တွေဖြစ်ရှင်းနိုင်ခဲ့ပေမဲ့တချို့ဟာအရေးယူဆောင်ရွက်နိုင်ခြင်းမရှိပဲတရားခဏ်တွေထွက်ပြေးလွတ်မြောက်နေစေဖြစ်တယ်လို့ဆိုပါတယ် ချင်းပြည်တောင်ပိုင်းပလဝါမြို့နယ်စင်စင်ကြီးရွာမှာလဲချင်းမျိုးသမီးတဦးကိုအေအေတပ်ဖွဲ့ဝင်နှစ်ဦးကဧပြီလ9ရက်နေ့ကမတိန်ပြူးကျင်ခဲ့ပြီးနောက်ရေနှစ်သက်ရန်ကြိုးပမ်းခဲ့ကြပေမဲ့အသက်ဘေးကတည်တည်ကလေးလွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြမှုကျွလွန်သူကိုဖမ်းမိထားပြီးလို့အေအေကပြောဆိုထားပေမဲ့ယနေ့ချိန်ထိအရေးယူတာမျိုးမရှိသေးပါဘူး။ အပြည့်အခရစဲထားတယ်လို့ကြေညာထားတဲ့အချမ်ဖက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဧပြီလ၁ရက်ကနေ30ရက်နေ့အထိတလအတွင်းမှာအမျိုးသမီး82ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရှိသူ50ဦးရှိခဲ့တယ်လို့မြမအမျိုးသမီးသမဂ္ဂ PWU ကထုတ်ပြန်ပါတယ် မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းတော်လှန်ရေးတပ်ဖွဲ့တွေပအဝင်စစ်ကောင်စီကငလျင်ပေးကူညီခဲ့ဆဲရဲ့အတွက်ရာရှိအပြစ်ရက်ကြောင့်အတီးတီကြေညာခဲ့ပေမဲ့စစ်ကောင်စီကအပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်ခဲ့တာတွေဆက်လက်ပြုလုပ်ခဲ့တဲ့အတွက်အမျိုးသမီးနဲ့မိန်းကလေးငယ်တွေနေစင်နဲ့အများအသက်ဆုံးရှုံးခဲ့ရတယ်လို့ PWU ကဆိုပါတယ် အပြစ်အခက်ရစဲကြောင့်ကြီးညာထားတဲ့ကာလမှာစစ်ကောင်စီကနိုင်ငံတဝန်လေးချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးအသက်၁၈နှစ်အောက်ကလေးငယ်တွေအပါအဝင်အမျိုးသမီး82ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့လေချောင်းပုံချဲတိုက်ခိုက်မှုကြောင့်အမျိုးသမီး59ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦးနဲ့တပ်ဖြတ်ခံရမှုကြောင့်5ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါဗျ။အဲ့ဒီသေဆုံးသူတွေထဲမှာချဲအမျိုးသမီး၄ဦးလည်းပါပါဗျ။ သေဆုံးခဲ့တဲ့အမျိုးသမီး82ဦးထဲမှာ38နှစ်အောက်73ဦးပါဝင်ပြီးသေဆုံးသူအများစုဟာစကိုင်းတိုင်းကဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်လေကြောင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိသူအမျိုးသမီး40ဦး၊လက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦး၊မြေမြောက်မိုင်းကြောင့်4ဦးနဲ့အရခတ်တတော်အေးတပ်ဖွဲ့ဝင်ကမရိန်ပြူချင်းချင်းကြောင့်2ဦးပါဝင်တယ်လို့ဖော်ပြထားပါတယ်။ ကရင်ပြည်နယ်မိုးပြဲမြို့မှာစစ်ကောင်စီနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအစိတ်ပုံးတွေနဲ့တိုက်ခိုက်နေတယ်လို့ကရင်ပြည်နယ်မြို့သားအများကကွေရစ်တက် KNDF အမှတ်၁စစ်ပြေဝါကမနေ့ကထုတ်ပြန်ပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာမိုးပြဲမြို့နယ်တဲကိုလေကြောင်းလက်နက်ကြီးတွေနဲ့နှိစင်ရက်ဆက်ထိုးစစ်ဆင်နေပြီးအစိတ်ငွေပုံးတွေကိုလေရင်ဖြစ်တော်လကောင် drone ဖြစ်တော်လကောင် အုံပြူတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ ဒါအပြင်မိုးပြက်ရှိဘလူးချောင်းထဲသို့စစ်ကောင်စီကအစိတ်ကြီးများလောင်းထည့်ထားတာတွေလည်းရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်မိဘပြည်သူလူထုတွေအနေဖြင့်အခုလိုအခြေအနေမျိုးမှာတတိရှိစွာအထူးအလေးနဲ့သွာလာကြဖို့ Grenadier မျိုးသားများကာကွယ်ရေးတပ် KNDF အသိပေးနှိုးဆော်ထားပါတယ်။အပြစ်ရတလဒိုးချောင်းကျင်းညာထားတဲ့စစ်ကောင်စီဟာစကိုင်းတိုင်းကောလင်းမြို့နယ်နဲ့ရောနယ်ကြောက်ထုတ်မြို့တို့ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီကငလင်နောက်ဆက်တွဲရာရဲ့ပြည့်ရက်တလားထတ်တိုးကြောင်းမနေ့ကကြေညာပြီးတဲ့နောက်ယနေ့မေလ9ရက်နေ့မနက်တနာရီဝန်းကျင်လောက်မှာ ကောလင်းမြို့နယ်အရှိချမ်းရှောက်ပင်ချုံကျေးရွာကို လေကြောင်းကနေပုံကျဲတက်ခတ်ခဲ့ပါတယ်ရှောက်ပင်ချုံကျေးရွာကနေအင်တလုံးပေါ်ချရောက်ပောက်ခွဲခဲ့ပြီးလူထိခိုက်မှုမရှိပေမဲ့ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ Golden Info ကထုတ်ပြန်ပါတယ် အလားတူချင်းမကွေဆက်ရောနယ်ကြောက်ထုမြို့တနေရာကိုလည်းမေလ6ရက်ည7:00နာရီဝန်းကျင်လောက်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးဘူးလို့ရောအလင်းတန်းကဖော်ပြထားပါတယ်။ချင်းပြည်တောင်ပိုင်းမင်းနှမြို့နယ်တနေရာကိုလည်းမင်းညာကစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့သိရပါတယ်။ အချမ်းဖက်စစ်ကောင်စီကငလင်ဘေးတံတင်ပြန်လည်ထူထောင်ရေးအတွက်ဆိုပြီးအပြည့်ရကာလကိုမေလ6ရက်ကနေ31ရက်အထိတလတတန်းတိုးလိုက်တယ်လို့မနေ့ကထုတ်ပြန်ကြေညာထားပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။တနင်္လာရေတိုင်းထဝယ်မြို့နယ်အတွင်းထိုင်းမြန်မာနယ်စပ် TK စခန်းကိုကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်90ကျော်ဟာလက်နက်နဲ့အတူထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ April ကတည်းက KNU တမဟာလေးဘိတ်ထဝဲခရိုင် KNLA ပူပေါင်းတပ်ဖွဲ့တွေကစစ်ကောင်စီရဲ့ TK တပ်စခန်းကိုထိုးစစ်ဆင်တိုက်ခတ်ခဲ့ကြတာဖြစ်ပါတယ်။ TK စခန်းမှာတပ်ဆွဲနေတဲ့စစ်ကောင်စီရဲ့ခြေလင်တိုက်ချင်းခါလာရ25ကစစ်သားနဲ့ရဲတပ်ဖွဲ့ဝင်အယောက်50ကျော်မှာယခုမေလပထမပတ်အတွင်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ကြတာလို့ကရင်သတင်းဌာန KIC ကဖော်ပြပါတယ်။ ချီခီစခန်တိန်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးမှုရှိပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆီရမိခဲ့တယ်လို့သိရပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။